ါ။အနည်းတိုက်တိုင်းမှာရှိတဲ့လူခွေရေးချိုးဖောက်ခါရမှုတွေ၊စေရေးပြည်ပခါတွေ၊ဒေတာတွေ၊လူမှုစီးပွားရေးချင်းတွေတွေစတဲ့စေဝေးဇောက်ဖွဲ့ရာကြားရတွေကိုမောက်ကူပိုင်စီစဉ်ကနေတရှိပေးသွားမှာပါ။ဒါနေမှာတော့ကိနှုတ်ကျော်ရကအသက်20ကျော်၊မြို့သမီးတရားကိုစကောက်စီတပ်ဖွဲ့ဝဲတရားကအကြက်ကြဲအထမပြုကြတဲ့တဲ့နဲ့ဘဲမျိုးမှာအေအဖီလာတဲ့စကောက်စီရေးကိုမိုက်ဆွတ်တိုက်ခိုက်ပြီးပြက်လက်ပေးခဲ့မှုဖြစ်ပေါ်တဲ့တဲ့ကိုတရှိပေးပါမယ်ခင်ဗျာ။ကညောကျော်ရွာကအသက်20ကျော်ရွယ်မိမတရားကိုစကောက်ချီတပ်ဖွဲ့ဝဲတူကကြေကြေအာရမပြုကြည့်တဲ့ဆွေတဲ့ဒေကိုတိကျပြပါမယ်ခင်ဗျာ လာလော့မျိုးနဲ့ကညော်ကျွရထက်ကိုစစ်ကြောထိုးရလာတဲ့စစ်တပ်စစ်ကြောကတဖက်ဝဲတရားဟောကညော်ကျွရဒေသခံဖော့အိုတရားကိုအကြေကြေအရမပြုကြေခဲ့တဲ့လို့ဒေသခတွေနဲ့နေရှိရအောင်မြို့သူမြို့သမီးကဒီကနေ့တရားပါတယ်ပြီးခဲ့တဲ့ဇော်လာ15ရက်နေ့ကတည်းကစစ်ကားစစ်တပ်စစ်ကြောဟောကညော်ကျွရထက်ကိုရစီလာတာကြောင့်တချို့ရခတ်တွေကထွေပြေးတိစနစ်ကြရပြီးတချို့ဒေသခတ်တွေကတော့စစ်ကြောရဲ့ဖက်စီတပ်ကိုခတ်လိုက်ရတာဖြစ်ပါတယ်ဇော်လာ16ရက်နေ့မှာတော့အသက်လေးဆွဲရက်ရှိဖိုးချွေလို့ခေါ်တဲ့စစ်ကားစစ်တပ်တရားဟော နေအိတ်ကိုရောက်ရှိလာပြီးအဖိုးဖွားလင်များကိုအဲအာမမာလီနေဖို့စေခဲ့ခဲ့တယ်လို့သိရပါတယ်။ဇော်လာစကနေနေညမှာတော့စကောက်စီတန်တာဟာနေအိတ်ကိုထမ်းမှန်ရောက်ရှိလာတာဖြစ်ပြီးခေပေါ်ဖြစ်သူရဲ့အရှိမတဲ့အတော့ကျတီတီအလမပြူချေခဲ့တာဖြစ်တယ်လို့ကျွန်တော်ကြောရဒေတာခတ်တရားကဆိုပါတယ်။စကောက်စီတန်တာဟာနေရီတီတီသကနေဆက်ကြောအရွယ်ရှိအဖွားကိုငါကျဲအလမပြူချေခဲ့တာဖြစ်တယ်လို့ဒေတာခတ်ကဆက်ပြောပါတယ်။ညကြရတဲ့ကနေစကောက်စီတာတွေဟာဇော်လာနဲ့ဆန်ကိုင်းတွေကထဲတော်ပြီးဖြစ်တဲ့ကြောင့်ကျူလော့ခိုင်ရတဲ့အဖွားတို့မိသားစုအလိုက်ချားနေရမှပြဿနာနေတဲ့နေရာတဲ့လို့သိရပါတယ် ိုလေရှိမှာတော့အဖွာဟာစိတ်ပိုက်ရောရုပ်ပဲဆိုင်ရာချမ်းမရည်ချင်းတွေထိခိုက်တာကြောင့်စစ်ကူတမှုခံယူနေရတယ်လို့နေရှိရမြို့သူမြို့သမီးကတဝက်ရဲ့ပြပြချေရသိရပါတယ်။စက်ကောင်းစီတာသားတွေဟာကွန်ကျော်ကျော်ထက်ကနေရနေချာကိုလည်းမိစုပြစည်းခဲ့ပြီးရွာထက်စီအိတ်ဒီစီကနေစိုက်ကန်နဲ့ပို့တိုက်ပစ္စည်းတွေကိုလည်းယူရှာသွားခဲ့တယ်လို့ဒေတာခတ်ရဲ့ပြပြချေရသိရပါတယ်။ပေမျိုးမှာ AIB တိလာတဲ့အစစ်ကောက်စီရေကိုမက်ရှော့တိုက်ခိုက်ပြီးအပြက်လက်ပိတ်ခတ်မှုဖြစ်ပေါ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။တနင်္သာရီတိုင်းတနင်္သာရီမျိုးနဲ့ရပ်ဖို့ရအနီးမှာပေမျိုးမှာ အာဘီတေချာရတဲ့စိတ်ကောက်စီရေကိုမိုက်ဆက်တက်ခဲ့ပြီးအပြက်လက်ဖိခတ်မှုဖြစ်ပွားခဲ့တယ်လို့မြေပြည်သူကောက်ကရေးဖန်ပေါကပါမြေထမ်းမှတည်ရပါတယ်ပြီးခဲ့တဲ့အစောလာ24ရက်နေ့နေ့လယ်နက်နိုင်ဝေါ်ကျဲချိန်မှာဗဲမျိုးဖဲမှာအာဘီတေချာလာတဲ့စိတ်ကောက်စီရေကိုမိုက်ဆက်တက်ခဲ့ပြီးလနေငယ်တွေနဲ့ပိခတ်ရပြက်လက်ပိခတ်မှုမိနေနိုင်ငံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ထရလာရေးတာဖွဲ့တွေနဲ့နဖဲပိခတ်မှုဖြစ်ပွားပြီးနောက်စိတ်ကောက်စီရေဟာတနေ့တိုင်းမျိုးဖဲတို့တည်သွားတယ်လို့သိရပါတယ်မိုက်ဆက်တက်ခိုင်မှုမှာစိတ်ကောက်စီရေဖဲမှာအထူးကဲရှိနိုင်တယ်လို့ဆိုတဲ့သိရှိရကြောင်း မြပကပောက်ဖွဲ့ရဲ့ရှေ့တက်ရတောက်ခါကပြောပါတယ်တိုက်ခိုင်မှုကိုမြေမြူနဲ့ပြည်သူကောက်ကရေးဖွဲ့ပကဖွားမြိတနေတိုင်းမြူနဲ့ပြည်သူကောက်ကရေးဖွဲ့ပကပေါ်စောသုံးနဲ့ဘုခေးတပ်ဖွဲ့တို့မှပူပတ်တိုက်ခဲ့ကြတယ်လို့သိရပါတယ်